ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချူဆူလိုက်ပါတယ်ဒီနေ့မှာတော့ Islam Mecca Shop ကကြောက်ပြီးထွက်ပြေးသွားပြီဆိုပြီးကြုံရလိုက်တဲ့ Ilya Topuria ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မနက်ပိုင်းမှာတော့ UFC ကတွဲဆန်းကောင်းတွေကိုတရားဝင်ချပြလိုက်ပါပြီ International Fight Week ကာလမှာကျင်းပမဲ့ UFC 317ရဲ့ခေါင်းပွဲကိုတရားဝင်ချပြလာခဲ့ပါတယ်အဲ့ဒီပွဲစဉ်ကတော့ UFC Lightweight Champion တို့ဝက်ဖြစ် ဖက်ဒဝေဒန်ချန်ပီယံဟောင်းအီလီယာတိုပူရီယာနဲ့လိုင်ဝေဒန်ချန်ပီယံဟောင်းချားဆိုလီဗေရာတို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်။ပြိတ္တအများစုကအစ္စလာမ်ဘကာရှက်နဲ့အီလီယာတိုပူရီယာတို့ကိုပွဲဖြစ်စေချင်တာပါ။ဒါမဲ့အခင်းချင်းတွေကပြောင်းလဲသွားပါပြီ။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကချင်ပါခဲ့တဲ့ UFC 315ပြိုင်ပွဲမှာဝေဒဝေဒန်ချန်ပီယံလူဝဲဖြစ်ချန်ပီယံဘီလာမိုဟာမက်နဲ့စိန်ခေါ်သူဂျက်ဒယ်လာမန်ဒါလီနာတို့ကရင်ဆိုင်ထိုးသက်ခဲ့ကြပါတယ်။ ဘီလာမိုဟာမက်နဲ့အစ္စလာမ်ကာရှက်တို့ကရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ fighter တွေပါတယောက်နဲ့တယောက်ကညီကိုလိုနေသားတာဖြစ်တဲ့ကြောင့်မလို့ထိုးသက်ခြင်းနဲ့ဆန္ဒမရှိပါဘူးအကယ်၍ဘီလာမိုဟာမက်ကသာချန်ပီယံခပတ်ကိုကာကွယ်နိုင်ခဲ့ရင်အစ္စလာမ်ကာရှက်ကဝိတ်တန်းတက်လာမှာမဟုတ်ပါဘူး light weight တန်းမှာပဲအီလီယာတိုပူရီယာနဲ့ထိုးသက်သွားမှာပါထို့ပေမဲ့ဘီလာမိုဟာမက်ကဂျက်ဒယ်လာမန်ဒါလီနာကိုရှုံးနိမ့်သွားတော့အစ္စလာမ်ကာရှက်ကဝက်တဝိတ်တန်းကိုတက်ပြီးချန်ပီယံခပတ်ကိုလှူသွားမှာဖြစ်ပါတယ်အခုဆိုရင် အစ္စလာမကရှောက်ကလိုက်ဝိတ်တန်ချန်ပီယံခပတ်ကြီးကိုလက်လွတ်လိုက်ရပါပြီအဲဒါကြောင့်လက်လက်နေတဲ့လိုက်ဝိတ်တန်ချန်ပီယံခပတ်ကြီးကိုအီလီယာတိုပူရီယာနဲ့ချားဆိုလီဗီရာတို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်ပရိသတ်တော်တော်များများကအစ္စလာမကရှောက်နဲ့အီလီယာတိုပူရီယာတို့ရဲ့ပွဲကိုကြည့်ကျင်ကြတာပါအီလီယာတိုပူရီယာကလည်းထိတ်တန့်ဖိုက်တာကြီးတွေကိုဇက်တိုက်ထိုးပြတာနဲ့ရှုံးဝဲမရှိချန်ပီယံတူဖြစ်ပါတယ်အစ္စလာမကရှက်ကလည်းပေါင်းဖော်ပေါင်းနံပါတ်1ဖိုက်တာဆိုတော့တော်တော်များများကအဲ့ဒီပွဲကိုကြည့်ကျင်ကြတာပါ တကယ်တမ်းပွဲဖြစ်လာရင်လည်းအခင်းချင်းကတကယ်ကိုယဉ်ခုံစရာကောင်းပါလေ။ပေါင်းဖော်ပေါင်းနံပါတ်1ဖိုက်တာကြီးကိုဖြုတ်ပြသွားမလား။ရှုံးမွေးမရှိတဲ့ချန်ပီယံကြီးကပဲဘဲဥကွဲသွားမှာ။တကယ်ကိုယဉ်ခုံစရာကောင်းတာပါ။အခုတော့အဲ့ဒီခင်းချင်းကမဖြစ်လာတော့ပါဘူး။အီလီယာတူဘူရီယာကအစ္စလာမ်မကာရှက်နဲ့တွေ့ကျင်လို့ live weight တန်းကိုတက်လာကမှအစ္စလာမ်မကာရှက်ကဝက်တဝိတ်တန်းကိုခုံတက်သွားပါလေ။အီလီယာတူဘူရီယာကတော့မကာရှက်ကကြောက်လို့ထွက်ပြေးသွားတယ်လို့ reporting ကို wave ban လိုက်ပါလေ။အီလီယာတူဘူရီယာကတော့ဒီကြောင်းနဲ့ပတ်သက်ပြီးအခုလိုမျိုးပြောဆိုသွားခဲ့ပါလေ။ ဂျွန်လ28ရက်နေ့မှာနောက်ထပ်အိမ်မက်တစ်ခုကိုအမှန်ကန်ဖြစ်လာတော့မှာပါကျွန်တော်တေချာပေါ့အကောင့်ထဲပေါ်သွားမှာပါကျွန်တော်က lightweight တန်းရဲ့ champion ဖြစ်လာမှာပေါ့ချားဆိုလေဗရာကြီးချိုတင်ပြီးတောင်းပန်ပြရသည်ငါကငါအိမ်မက်အတွက်ပဲထိုးတက်နေတာပါကံမကောင်းစွာနဲ့ islam မကရှက်ကထွက်ပြေးသွားလို့မင်းနဲ့ဒီလိုအခင်းကြီးနေဖြစ်လာရတာပါ17 and o ဆိုပြီးတော့ရေးသားသွားခဲ့တာဖြစ်ပါလေ။ဒီပြတိုဘူရီယာကတော့သူရဲ့ရှုံးပွဲမရှိမှတ်တမ်းကိုဆက်ထမ်းမှဆွဲဆန့်ပြသွားမယ်ဆိုပြီးပါရေးသားသွားပါတယ်။ အီလီယာတိုဘူရီယာကတကယ်ကိုစမ်းဆောင်ရကောင်းတဲ့ fighter တယောက်ပါဘောက်ဆင်စကေးကောင်းလွန်ပါတယ်ဆိုတော့ Max Holloway လို့ fighter ကိုတော့အမှောက်သိပ်ပြထားတာကျင်သိတာပါတယ် Olivera အနေနဲ့တိုဘူရီယာရဲ့လက်သီးတွေကိုခံနိုင်ရင်မရှိပါဘူးဝင်လုံးပြီးချုပ်ကရမှသာနိုင်ပွဲပုံဖော်နိုင်မှာဖြစ်ပါတယ်ဘလို့ရင်ခုန်စရာကောင်းလဲဆိုတော့ချွန်လာမှာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်အီလီယာတိုဘူရီယာနဲ့ Charles Olivera ရဲ့တွဲဆိုင်ကလည်းရင်ခုန်စရာတော့ကောင်းနေပါတယ် ဘလို့အခင်းကြီးနေဖြစ်လာမလဲအီလီယတ်တူဘူရီယာကပဲလိုက်ဝိတ်တက်မှာချန်ပီယံဖြစ်မင်းမှုသွားမလားချန်ပီယံဟောင်းကြီးချားဆိုလီဗဲရာကပဲသူ့ရဲ့ချန်ပီယံခပတ်ကြီးကိုပြန်လည်သိမ့်ပိတ်ပြသွားမလားဆိုတော့ရင်ခုန်စရာစောင့်ကြည့်ရမှာပါ UFC ရ UFC 317ပြိုင်ပွဲရဲ့ပွဲစဉ်အပြင် UFC 318 UFC 319ကခေါင်းပွဲတွေကိုပါတရားဝင်ချပြသွားခဲ့ပါတယ်။ UFC 317ပြိုင်ပွဲရဲ့ခေါင်းပွဲကိုတော့ Ilya Topuria နဲ့ Charles Oliveira တို့ကရင်ဆိုင်ထိုးသက်ကြမှာပါ။ UFC 318မှာတော့ BMF Champion လူပွဲဖြစ်လက်ရှိ BMF Champion Max Holloway နဲ့ Lightweight တဲ့ဂျာပြက် Champion ဟောင်း Dustin Poirier တို့ကတတိယမြောက်မကြေပွဲပြီးရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်။အဲ့ဒီပွဲကလည်းတကယ်ကိုချန်ပွဲချန်ကြီးတစ်ပွဲဖြစ်လာမှာပါ။အမှအဆုံးဖြတ်ထိရောက်เสียလုံးဝအကြောင်းမရှိပါဘူး။တရားရောက်ကတော့အမှောက်သိခံရမှာကျင်းပြပါလေ။ BMF Cup Champion ခပတ်တူပွဲဖြစ်တဲ့အကြောင်းမလို့ချမ်းပီရန်ပေးဆိုတဲ့ Fighter ကြီးတွေထိုးသက်ကြတာပါ။တကယ်ကိုသွေးတန်ရွှေရွှေနဲ့ကြီးလို့ကောင်းတဲ့ပွဲချန်တစ်ပွဲကိုမြင်တွေ့ရအောင်ပါပါပြည်သက်များခင်ဗျာ။ ် UFC 319ပြိုင်ပွဲမှာတော့ပရိသတ်တွေအားလုံးစောင့်မြင်နေကြတဲ့ UFC Middleweight Champion လိုပဲဖြစ်လက်ရှိ Middleweight Champion Drake Duplessis နဲ့ Khamzat Chimaev တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်။ Khamzat Chimaev တို့အနည်းငယ်လာလာကစောင့်ဆိုင်းနေရတဲ့ Champion ခပတ်အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။ခမ်းစက်နေနဲ့ဒီပွဲမှာချန်ပီယံခပတ်ကြီးကိုရအောင်ယူပြသွားမလားဆိုတော့ရင်ခုန်စရာစောင့်ကြည့်ရမှာပါဘလို့ခင်းချင်းနေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာပါခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးပါတယ်ဒီလောက်ပါပဲနာမည်နေဒီမှာလေး MMA လောကနဲ့အောက်ဆာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာယာပရှမဲကောင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ